ကိတ်တားရီတို့မူတူကတော့ကျွန်တော်ပြောရတယ်အခုဖောက်ရင်ဖုံးပေါက်မယ်တဲ့တွေ့ရင်ပြောရောယုံဘာတောယုံတကယ်ကြီးဘူဘူတကယ်ကြီးဟုတ်တယ် what the heck ဒါမှမဟုတ်ယူလို့ရတာပဲကွာဟာဟာသူများတွေဖုံးပေါက်နေပြီဘလို့ရဖုံးမပေါက်သေးဘူးလားတားရီတို့အဲ့တော့မူတူနေနေတော့နောက်ထပ်ပူရင်းကကြမ်းအောင်လုပ်ပေးလိုက်ပြီအဲ့ဒါဘာလဲဆိုတော့ဗျာ match လာခொနီယာနီယာနေပြီးတော့မှစပြီးတော့မှဆယန်းနေအထိဗျာ free lottery item လေးတွေကိုသူတို့ကနေထိပ်ပြီးတော့တိုးထားသေးတယ်တာကြီးလို့ oh my god နော်မူတွန်းကတော့တကယ်ကြီးဟိုမှာပေးချင်တာအဲ့တော့ရယူဖို့ကတော့ brute တောင်းဝမ်းမယ်နောက်တစ်ခုကတော့ match လာရှယန်းနေပြီးမှကိုယ်ရနေအတွက်မှဆိုရင်တော့ဖြေ brute စပါပေါ့မူတည်ပြီးတော့မှ grand bright drawing event ထဲမှာဆိုရင်တော့ဖြေသူတက်မဲ့ထားတဲ့အချိန်ရဲ့စစတီတိုးပြီးတော့မှဖြစ်ပါရဲ့အဲ့ဒါရော brute စပါချိန်ပေါ့လေမူတည်တယ်ပေါ့နော်ဥမာထားပါတော့ဗျာအဲ့ဒီ event ကို brute ဖောက်လို့ရတဲ့အချိန်ကဒီလောက် ဒါပေမဲ့လူထက်တိုးလိုက်တာဒီလောက်ဆိုတော့အဲအချိန်တွေအများကြီးရွာကြီးရတော့တာကြီးလို့စောက်ရန်ချမ်းတွေကလည်းပို့ပြီးတော့များလာမှာဖြစ်ပါတယ်အဲ့တော့မူတူနေနေရတော့စောက်ရောက်မှာအန်းနေပြီတားရီတို့အဲ့တော့ယူရမှာရောဘရိုးတောင်းမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီဗီဒီယိုလေးကိုဆစ်ထားဖို့မေးကြပါရဲ့တားရီတို့ဘာလို့လဲဆိုတော့ဘရိုးကအဲ့ event ကိုဖောက်တဲ့ခါမှာဖြစ်အဲ့ဒီ event လေးကိုဘရိုး join တဲ့ခါမှာဖြစ်ဖြစ်ဘရိုးတခုမေးကြံခဲ့တဲ့ခါမှာဆိုရင်တော့ဒီဗီဒီယိုဘရိုးလာပြီးတော့မှကြည့်လို့ရမှာဖြစ်ပါတယ်အဲ့ကြောင့်မို့အသေးပေးထားလိုက်ဒါမှမဟုတ်ရေ comment ရေးထားလိုက်တားရီတို့ဒါမှမဟုတ်ရေ save လုပ်ထားဒါမှမဟုတ်ရေ download လုပ်ထားလိုက်တားရီတို့ ပြီးကြတော့တငယ်ချင်းတွေကိုလည်းဘရိုနေနေပို့ပေးလို့ရမှာဖြစ်ပါတယ်အဲတို့လည်းသိရတာပေါ့ဟေးကဲဒီနေ့မှာရော Ruby skin နှကောင်ထဲသက်ကောင်ကိုရွေးခန့်နေတဲ့ brother တို့တော့ကျွန်တော်ဒီနေ့ဒီ video ထဲမှာရော base skin ကပိုလှတယ်ဆိုတာလို့ပြပေးတော့မှာဖြစ်ပါတယ်အော်ဒီ skin လေးတဲ့မှာဆိုရင်တော့ပြရှင်းရှင်းပြောရရင်တော့အစင်းရောင်တဲ့ pan out skin တွေညမှာကျွန်တော်အလွယ်ခေါ်လို့ရတယ်အဲ skin နှကောင်ကိုကျွန်တော်အနေနဲ့ရှင်းလိုက်မယ်ဆိုရင်တော့အစင်းရောင် skin ဆိုတာတိုင်းပဲ scale effect နေနေရတော့အစင်းရောင် ီကြတော့ရွှေရောင်နဲ့ပေါင်းဆက်ထားပြီးတော့မှကျွန်တော်မြင်မှာဆိုရင်တော့ဖြီးတော်ဝင်နှန်းတော်ငွေတက်လို့မျိုးခန်းစားရရဲပေါ့နော်ပြောတာပြောတာဘရာဆိုရင်သူဟာဆိုရင်တော့အစိမ်းရောင်ဆိုတဲ့အတိုင်းပဲအစိမ်းရောင်ဆိုတဲ့ effect ကသတော်များတာပြတ်ပြီးထည့်ပေးထားတာရောလေဒါပေမဲ့အရေးတော့လည်းမသိတာဘူးအဲ့ထဲမှာမှအမဲရောင်နေနေပေါင်းဆက်ထားတဲ့အခါကျတော့လေအကြောင်းဆိုဖြစ်ပါရဲ့ခင်ဗျာအရင်ကြီးအစိမ်းရောင်ဆိုရင်မလင်းလက်တော့ပနေဘူးဗျာအဲ့လိုသဘောကြောက်ပြောချင်တာပဲဖြစ်ပါရဲ့ okay အပန်းရောင်စီမှာဆိုရင်တော့အပန်းရောင်ဆိုတဲ့အတိုင်းပဲ brew 2 into animation အားသာဗျာအပန်းရောင်အဲဝင်လာတာ ်မင်းကလေးလေးစီရတဲ့အရာကိုဘူးနော်သဘောကျကောင်သဘောကျလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်စကဲဖဲတော့ကြည့်ကြမယ်တားကြီးတို့အပန်းရောစကဲမှာတော့အပန်းရောစကဲဖန်နဲ့အဖြူရောင်အနှင်းငယ်တို့ကိုဖောင်းဆက်ထားတဲ့ပုံစံလေးကိုကျွန်တော်တွေ့ရှိရတယ်ပေါ့နော်ကျွန်တော်မြင်ရဆိုရင်တော့အပန်းရောစကဲကတော့ဘရာဒိုလိုဂေးနဲ့တူတယ်ဟေးဟေးစားတာစားတာတားကြီးစစ်မစုံနဲ့နော်ဒါစားတာစကဲနှစ်ခုစလုံးကတော့သူ့ဟာနဲ့တူတော့အထာကြပြီးတော့မိုက်ပါရခင်ဗျာကျွန်တော်နေနေနှစ်ခုထည့်တစ်ခုရွေးရမယ်ဆိုရင်တော့အစမ်းရအောင်ကျွန်တော်ရွေးမှာဖ ဖြစ်ပါတယ်။ဘာလို့လဲမမေးနဲ့။သူ့ scalehold ကိုကျွန်တော်ကြိုက်လို့ဒါကတော့ကျွန်တော်မြင်ရပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ပြောရတဲ့ ruby skin ကိုရဖို့စီရင်တော့ကျွန်တော်ပြထားတဲ့ event ကပုံမှန်တက်တွေကို blue လုပ်ပြီးတော့ spin တွေလှက်ပြီးကြတော့ point တွေကို blue နဲ့1800ပြေသွားတဲ့အခါမှာဆိုရင်တော့ ruby skin နှစ်ကောင်တစ်ထက်တစ်ကောင်ရွေးလို့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြထားတဲ့ golden mode event အားဆိုရင်လည်းမူတူးလုပ်ခဲ့တဲ့မြား event တွေထဲမှာ bro ဂုံးစင်းလို့ရတာအများဆုံး event လို့ပြောရမှာမှားဘူးဗောနော်အဲ့ကြောင့် bro ဂုံးစင်းကြပါတာရေ bro ဘလို့မမားဆရာပါဘူးခင်ဗျာဘာလို့လဲဆိုတော့ဒါမျိုးနှစ်ခါပြန်မရဘူးဒီ event ထဲမှာ bro dialogue မှာတက်ထေလို့ပြီးကြတော့ရလာတယ်ခေါ်ရုံကို like သူစီတူမှာ key တွေပါ bro ရရင်တော့ယူထားယူပြီးတော့မှဖုန်း bro ကြုံလို့ရတဲ့ event ထဲမှာတော်ပြီးတော့မှကြုံလိုက်ဗောနော် ပြီးကြတော့ Ruby skin အပြင် Brother လည်းကန်ကောင်းရင်တော့ဖုန်းတွေကိုလည်းပေါက်နေမှာဖြစ်ပါရဲ့ခင်ဗျာဖုန်းတွေကိုပေါက်ခဲ့ဒါမဲ့တို့ကပို့လို့မရဘူးဒါမို့လို့ရှင်လေ Bro က Diamond ပဲယူရှင်လေရရဲပေါ့နော် Diamond နေနေတော့ခုပြသပေးကြတဲ့အတိုင်းပဲ Event မှာပေါ့ရင်ဖို့ကတော့ account နေနေ level Asia မှာပြီးကြတော့အခြား Real လေးအများကြီးမှအများကြီးရှိသေးရဲ့ပေါ့နော်ကျွန်တော်ပြထားတဲ့အတိုင်းပဲ Bro နေဖက်လို့ရမှာဖြစ်ပါရဲ့ဖုန်းရဖို့ဆိုရင်တော့ Bro နေနေဖောက်ရှင်တိုင်းဖောက်လို့မရဘူးပေါ့နော် သူတက်မှတ်ထားတဲ့အချိန်တွေမှာပဲဖောက်လို့ရမှာဖြစ်ပါရဲ့ခင်ဗျာဒီ event ရဲ့ကာလအနေနဲ့တော့2လပိုင်း28ရက်နေ့အနေနဲ့ဒီမှာ4လပိုင်း3ရက်နေ့ထိပဲဖြစ်ပါရဲ့ခင်ဗျာ event မကုန်ခင်မှာဖုန်းတွေ diamond တွေကိုအများကြီးပောက်ပါစေလို့စုဆောင်းပေးလိုက်ပါရဲ့ခင်ဗျာ